ဝင်မင်္ဂလာပါဒီဗီဒီယိုမှာဆိုရင်ကျွန်တော်တို့ဒီဝိအက်ကနေပြီးတော့ပို့တဲ့စာတွေကြောက်ဒီ note ဒီပေါ့နော်ဒီဖုန်းရဲ့ကျွန်တော်ဒီအပေါ်ပါမှာ ဖြစ်စီပေါ့နော်အခုလိုပုံစံမျိုးကြောက်ဒီ note တွေမတက်ဘူးစာပို့ထားတာမတိရဘူးဆိုလို့ရှင်ကျွန်တော်ကဒီကျုပ်တွေ note တက်ဖို့အတွက်ကိုဗမာသွားပြီးတော့ပြင်ရလဲဆိုလို့ရှင်ကျွန်တော်ကဒီမှာ wait at ထဲကိုဝင်လိုက်ပါမယ် wait at ထဲကိုဝင်ပြီးွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ စက်တီတဲကိုသွားဖို့အတွက်ဒီညာဘက်အပေါ်နာကစက်ကလေး30ကိုနှိပ်ပါမယ်ပြီးလို့ရှိရင်စက်တီကိုနှိပ်ပါမယ်စက်တီကိုနှိပ်ပြီးွားပြီဆိုလို့ရှိရင်ကျုပ်ဒီဘက်အပေါ်ဆွဲတင်လိုက်ပါဆွဲတင်ပြီးွားပြီဆိုလို့ရှိရင်ကျုပ်ဒီမှာ messenger အဲ group and call tone ဆိုတဲ့ဒီ noty noty ပေါ့နော်အဲ့ဒီနေရာကိုကျုပ်တို့တစ်ချက်သတိထားမိတတိထားကြည့်ပေါ့နော်ဒီညမှာတတိထားကြည့်ပါဒီညလေးမှာကျုပ်တို့ပြိမိနေလားပေါ့နော်ဘယ်ဟာလေးကိုပြိမိနေလဲပေါ့နော်ပြိမိနေတဲ့ဟာလေးကိုကျုပ်တို့ကပြန်ပြီးတော့ဖွင့်ပြလိုက်ပါ ကျောက်ဒီမှာပြန်ပြီးတော့အခုလိုမျိုးကျွန်တော်ဖွင့်ထားတဲ့အတိုင်းကိုပြန်ပြီးတော့ဖွင့်လိုက်ပေါ့နော်ဖွင့်လာလိုက်ပါပြီးလို့ရှိရင်ကျောက်တွေကဒီအတန်တုံးတွေပါတွေကျောက်ချိန်နေတယ်ဆိုလဲဒီမှာပေါ့နော်အတန်တုံးချိန်နေနေရဒါကိုကြိုက်တဲ့ဟာကိုကျောက်ထားလို့ရတယ်ပေါ့နော်အဲဒီလိုပုံစံမျိုးပေါ့နော်ဒါကိုကြိုက်တဲ့နေရာကိုကျောက်တွေထားလို့ရတယ်โอเคเนาะ ျော်ပြီးွားပြီဆိုလို့ရှိရင်ကျော်ဒီကောင်လေးပြန်ထွက်လိုက်ပေါ့နော်ဒါကိုကြိုက်တဲ့တန်တုံးကိုကျော်ထုတ်ထားရတယ်ပေါ့နော်ပြီးလို့ရှိရင်ကျတို့ကဒီမှာကျတို့ဒါဆိုလို့ရှိရင်ဂရုအတွက်ပေါ့နော်ဒါဆိုလို့ရှိရင်ဂရုအတွက်ဒီကောင်အပေါ်ကသာဆိုလို့ရှိရင်မတ်စ်အတွက်ပေါ့နော်အဲ့တော့မတ်စ်ဝင်တဲ့အတန်တုံးလည်းအဲ့လိုပဲကျတို့ကအဲကိုထားခြင်းတဲ့အတိုင်းပေါ့နော် ကိုထားခြင်းတဲ့အတိုင်းကိုကျွန်တော်တို့မှာ message ဝင်လာတယ်ဆိုလို့ရှိရင်ဒီလိုအတန်မျိုးကိုကျွန်တော်တို့ကိုပြောင်းလဲပြီးတော့ထားလို့ရတယ်ပေါ့နော်ပြောင်းလဲပြီးတော့ထားလို့ရတယ်အဲ default မှာထားမယ်ဆိုလို့ရှိရင်တော့ဒါကတော့ဒါ default ဒီမှာထားပြီးတယ်ဆိုလို့ရှိရင်တော့ default ရဲ့အတန်ပဲလာလိမ့်မယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီအတန်တုံးတွေကိုချိန်ပြောင်းလုပ်တာဟုတ်ပြီစာအုပ်ကျွန်တော်တို့ဒါဒီ nudity bar မှာ ကျုပ်လေးစာပို့တာမတိရဘူးမတက်လာဘူးဆိုလို့ရှင်မတိရဘူးမတက်လာဘူးဆိုလို့ရှင်ကျုပ်ပမာသွားပြီးတော့ဆက်ရမလဲဆိုလို့ရှင်စတီတဲကိုသွားဆက်ရမယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဖုန်းစတီတဲကိုသွားလိုက်ပါကိုယ့်ရဲ့ဖုန်းစတီတဲကိုသွားပြီးသွားပြီးဆိုလို့ရှင်ကျုပ်ဒီမှာ notification ဆိုတာကိုခြာပေးရမှာဖြစ်ပါတယ်နော် notification cs ဘာဆိုတဲ့ကောင်းလေးကိုကျုပ်နှိပ်လိုက်နှိပ်ပြီးသွားပြီးဆိုလို့ရှင်ကျုပ်ဒီမှာဆွဲတင်လိုက် ဆွဲတင်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ weight up ကအခုလိုမျိုးသဘောတကူပိတ်နေတယ်ပေါ့ဗျာဒီမှာ messenger ပိတ်နေတယ်ပေါ့နော်ဒါဒီဆိုလို့ရှိရင်ဒီလိုမျိုးပိတ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့သူတို့တွေစာပို့လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့သိရမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ကကိုသိကျင်တယ်ဆိုလို့ရှိရင် ကိုသိကျင်တယ်ဆိုလို့ရှိရင်ကျုပ်တို့မှာ Messenger တွေသွားဝင်ပြီးကြည်မှာပဲကျုပ်တွေကသိရမယ်ပေါ့နော် Messenger တွေသွားဝင်ပြီးကြည်မှာပဲကျုပ်တွေသိရမယ်အဲ့တော့ဒီအပေါ်မှာဆိုလို့ရှိရင်ကျုပ်တွေ့လား notification မှာကျုပ်တွေဒီဘာမှပိတ်ထားတာဖြစ်တဲ့အတွက် तू ကအလောင်းတောင်းတယ်ပေါ့နော်အဲ့တော့ကိုကအလောင်းပေးကျင်တယ်ဆိုပြီးလို့ရတယ်အကယ်၍အလောင်းမပေးကျင်ဘူးဆိုလို့ရှိရင်ကျုပ်တွေပြန်ပြီးတော့အတူအလောင်းဆိုပြီးပြန်ပေးလို့ရတယ်ပေါ့နော်ပြန်ပြီးနှိမ့်လိုက်လို့ရတယ်အဲ့တော့ကျွန်တော်ကတော့အလောင်းပဲပေးထားလိုက်မယ် Facebook Messenger ဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့ ခုနကကျွန်တော်တို့ဒီမှာ weight up ကိုလည်းပြန်သွားမယ်ပေါ့နော် weight up မှာဆိုလဲကျွန်တော်တို့ကဒီသူတို့စာပို့လာတာကိုမသိရတာကဒီစတီထဲမှာရှိနေတဲ့စတီထဲမှာရှိနေတဲ့ကျွန်တော်တို့ဒီ notification bar ကိုကျွန်တော်တို့ကသွားပြီးတော့ပိတ်ထားမိတယ်ပေါ့နော်သွားပြီးတော့ပိတ်ထားမိတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့မသိရတာဖြစ်ပါတယ်နော်အဲ့ဒါကြောင့်မို့မသိရတာဖြစ်ပါတယ် okay နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပြန်ပြီးတော့ဖွင့်ပေးလိုက်ပါနော်ကျောက်ပိတ်ထားတဲ့ဟာလေးတွေကိုပြန်ပြီးတော့ဖွင့်ပေးလိုက်ပါ ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့သူကကျွန်တော်ဒီဖုန်းရဲ့ဘာလေးမှာတက်လာလိမ့်မယ်ပေါ့နော်အပေါ်ဘာလေးမှာတက်လာပါလိမ့်မယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပေးကြတဲ့တယောက်ချင်းဒီတိုင်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘလို့အကြောင်းအရာတွေသိကြလဲဆိုတာ comment အောက်မှာရေးပေးခဲ့ပါအောင်ခင်ဗျာ